မင်္ဂလာပါဗျမာဂရူမင်းဆက် AD 1289ခုကနေ1539ထိမွန်ဘရင်များလက်ထက်ကစစ်တူရဲတူအကြောင်းတင်ဆက်မှုနဲ့အတူဘာမတ်ဘာရိုနာမကနှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျဒီနေ့မှာတော့မြမတမိုင်းရာဇဝင်လာဘရင်များရဲ့အတိတ်တမိုင်းမဟုတ်တဲ့ထူးခြားဖွယ်ရာနောက်ခံတမိုင်းကြောင့်ရှိတဲ့စိတ်ဝင်စားစရာအကြောင်းအရာများတဲ့ကတစ်ခုကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ကဲကျွန်တော်လည်းအတူမြမတမိုင်းနောက်တိတ်ကာလတွေစီကိုခဏပြန်သွားကြရအောင်ဗျာ Time Traveler ကြီးကြာရောက်လာပါပြီအတိတ်ကိုပြန်လည်ဝင်ရောက်ရင်ကျွန်တော်စိတ်ဝင်စားရက်တက်လိုက်တဲ့ကာလပိုင်းခြားတာတော့ AD 17ရာစုတူနာဘုံမြေလို့အတိတ်တမိုင်းတွေကအထင်ကြီးတာပထမမျိုး ဗုဒ္ဓသာသနာတော်အတွက်အရေးကြီးတဲ့ဓာတ်တော်မူတဲ့ဤတကယ်တော်တွေကိုရလုံမှုနဲ့အထုံမြို့ကိုအကံပြည့်ရှင်ခေထောင်မြင့်ကြီးကတိုက်ခိုက်အောင်ဝင်ပြီးတော့မှာတော့အောင်မြင်မှနိုင်တဲ့မွန်တို့အနေနဲ့တတိတနန်းနေထိုင်နိုင်တဲ့အစီအလာနဲ့ရောကြခဲ့ပါလိမ့်အလာတူထိုင်းနိုင်ငံအတွင်းရှိမွန်တို့မှာလည်းမြောက်ဘက်မှာ လုံးလုံးဆက်သက်လာကြသည့် share time တိုင်းအမျိုးတို့၏နေချင်းမှုကိုခံခဲ့ရတာကြောင့်အေးဒီဆက်မရာစုအတွင်းဒီတိုင်းပြိုလဲခဲ့ပါတော့တယ် ြစ်ပါတော့တယ်မကဒူးမင်းဆက်ကိုပညာဝါရုခေါ်ဝါရီရုမင်းကြီးကမုတ်တမမျိုးမှာစတင်တီထောင်လိုက်ပါပြီ မကဒူးမင်းစတင်တီထောင်မှုကို အစွဲပြုပြီးမကဒူးမင်းဆက်မင်းကြီးရဲ့ဘွဲ့နာမည်ကိုအစွဲပြုပြီးဝါရီရုမင်းဆက်အစတဖြင့်အမည်ထင်ရှားလာပါတော့တယ် မကဒူးမင်းဆက်မှာမင်းပေါင်း78ဆက်တိတိရှိခဲ့ပါတယ်ပထမမင်း90တိုင်မူလာဖြစ်တိမௌတမမြို့တွင်တာအစဉ်အဆက်မင်းပြူကထီနန်းဆိုးဆန်ခဲ့တော်လဲ80မြောက်ဖြစ်တိစင်ဖြူရှင်ပညာဦးသူရှင်ပညာဦးလက်ထက်အရောက်မှာတော့လက်အောက်ခံမြို့ဆောင်များဖြစ်တဲ့လောက်ဖြာဥလို အဲပြပန်နဲ့ပြပထပအညီနောင်များက ပုံကန်ခဲ့တာကြောင့်မုတ်တမမဒုံဝန်ယခုဝင်မျိုးကိုပြောင်းရွှေ့စိုးစံခဲ့ပါတယ်။ဝင်မျိုးတွင်လည်းအချိန်များစွာမကြာလိုက်ဖဲစစ်ရှုံးခဲ့ပြန်တာကြောင့်ဟန်တာဝရီဘကိုးမျိုးကိုပြောင်းရွှေ့ရ ဆင်ဖြူရှင်ပညာဦးနောက်နန်းတလာသူပညာຫນွေခုရာဇသရမလက်ထမှာတော့မကရူးမင်းဆက်ဤအထုံးတောက်ဆုံးအချင်းဖြစ်လာခဲ့ပြီးမွန်တို့အင်အားကြီးမားလာခဲ့ပါတော့တဲ့ င်စစ်တူကြီးတမင်ပရံကျွန်တော်ရက်တော့ပြီးမောစစ်တူကြီးတမင်ရဲ့လှုပ်ရှားမှုကြောင့်ဝင်ရောက်လိုက်ပါတယ်တမင်ပရံဆိုတာဘာတူလဲလူမျိုးထံတိုင်းပြည်ကိုပုံရွေးချစ်တော်သူလက်ဖြံရိုးတစ်လုံးနဲ့ရှိပြီးအတိုက်အခိုက်ကြွမ်းကျင်တန်ဆွမ်းသူရာဇသရစ်မင်းကြီးရဲ့လက်ယုံတော်စစ်တူရင်ဖြစ်တယ်လို့သမတ်တော်လည်းဖြစ်တယ် အမိရင်က ဥပါကောင်းပဲဖြစ်ပါတော့တယ်။ဒါကြောင့်ကဝိလက္ခဏာတပ်ပုံချမ်းမှာ ဥပါကောင်းခံရေအားတန်လက်ဖြံယူမကွဲလို့ဆက်ဆူထားခြင်းဖြစ်တာကိုလေ့လာတွေ့ရှိနိုင်မှာဖြစ်ပါတယ်။တကရ်ခုနရာခုနစတောင်းခုနဲ့မှာတော့အင်းဝဘရင်မင်းကောင်ဤတာတော့အင်းရှိမင်းမင်းရဲ့ကြော်စွာဟာမွန်နိုင်ငံကို ြည်တက်ရေတက်အလုံးရင်နဲ့ချီ၍တိုက်ခိုက်ခဲ့ပါတယ်။ထိုနှစ်တဖို့တွေလာမှာခဲပောင်မျိုးကိုရခဲ့ပြီးမွန်တက်များအနေနဲ့ပန်းကုံမျိုးမှာကြီးရင်နှစ်ဖက်ခံတိုက်ခိုက်ခဲ့ကြပြီးမင်းရဲ့ကြော်စွာကလည်းကြီးရင်နှစ်ဖက်ညက်ကတိုက်ခိုက်စစ်ထိုးခဲ့ကြတာကြောင့်မွန်ဘရင်တမတ်တော်တမိန်ဘရင်လီနန်ကိုတစောင်းတိုက်မိပါတော့တယ်။ တမိုင်းဝင်စစ်ဘီယံတပင်ရွှေတိနဲ့ထိတ်တိုက်တွေ့တော့လေတမိန်ဘီယံလေပေါ်မှာမစင်ကိုမြင့်တို့မရှိတော့လေတမိန်ဘီယံနေမပြေအသေးခံရွေးတိုက်ခိုက်တီကိုတွေ့ရတယ်လေးစင်းများဒီအားလုံးတည်ကြည်နေစေကြပြီဖြစ်တာကိုမြင်တဲ့တရက်မျိုးစားကတမိန်မယံကိုအိုဟစ်ပြောလိုက်တာကတော့စစ်ပြေချီပြီးလူတူလဲကုန်ခဲ့ချီ တို့ကိုလည်းခံယူတိုက်တည်ရှင်တလောဆိုပါကတက္ကမလို့တက္ကမကတက္ကမကတက္ကမကရှင်ရကရှင်တို့စကူဝဲရှင်တို့တက္ကမကတက္ကမစကူစက်တူရဲ့တော်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 ဝင်တော်ဒီလိုကစက်တယ်လေရှင်တက္ကတပင်ရွှေတီးရန်ဤ၍ကန်းတက္ကမကရှင်တက္ကမစကူ and စစ်ကောင်စီနဲ့တိုးမိကြချင်တယ်။ပြင်းပြတ်သွားတဲ့နောက်ပိုင်းကျအရင်ဆုံးလူစီနဲ့စိတ်ဝင်ရေချတဲ့တိမြင်းဒီလိုလက်တွေကြာဆုံး၏ပကမဆင်မှုနုံကံပြည့်ပြုစုထားသည့်အင်းအတွင်းစင်မီပြီးမတတ်နိုင်ရှိသည်ကိုမင်းရဲ့ကြော်စွာမြင်ပါသည်။ မိမိစစ်တူရဲတို့ဝန်းရံထိုးပြနေဒီကိုတွေ့ဒီအတွက်ရန်သူပင်ဖြစ်လင်ကစားတူရဲကောင်းမျက်လို့တို့မင်းရဲကြော်စွာက မတီစီနှင့်ဟု ဟေ၍အမိန်ရှိလိုက်ပြီးနောက်မှာတော့တမိန်ဘရင်ကို ပကမတ်စင်နဲ့တကွရခဲ့လီတော်သည်တမိန်ဘရင်အားဖန်းစီ၍အင်းဝါမျိုးတို့ခေါ်ဆောင်ခဲ့ကြပြီသူရဲကောင်းကိုချစ်မြတ်နိုးတတ်သောဘရင်မင်းကောင်ကတမိန်ဘရင်ကို မိမိဤတစ္ဆာတော်ကိုခံယူကမိမိဤလက်အောက်၌အမှုထမ်းပြီဆိုလျှင်ကြီးစွာသောချီးမြှောက်ခြင်းဖြင့်သူကောင်းပြုထားလို့ဒီဟု မိန့်ထားကံလန်ခဲ့ပါတယ်။တမိန်ပြန်းနေရာမှာလူကြီးမင်းတို့ဆိုရင်ရောဘလို့ဆုံးပြတ်မလဲဗျာ။တမိန်ပြန်းကတော့သူရဲကောင်းတို့မြည်သည်အလွယ်တကူတစ္ဆာခံယူမရှိသည့်အတိုင်းတုံ့ပန်ဖြစ်ကိုယ်တာရွေးချယ်ခဲ့တာကြောင့်ထောင်တွင်းထားရပါတယ်။ ျန်နာတူရဲကောင်းနဲ့တရုတ်စစ်တူကြီးဂါမနီဒီချိန်မှာပဲရှီထက်ကမြေတူးမျိုးကိုလာရောက်ထိပါတာကြောင့်စစ်ဗင်းမင်းရဲ့ကြော်စွာရဲ့တိုက်ခိုက်တာခံရပြီးစစ်ရှုံးကထွက်ပြေးခဲ့ရတဲ့မော်တုံမော်ကေစားတို့ကတရုတ်မင်းဥတီဝါထံသို့တိုင်းကြားခဲ့ကြပြီးဥတီဝါကစစ်တီရဲ့မတ်တို့ကိုဆီလွတ်ခအင်းဝါနီပြည်တော်ကိုဝန်းရံစေခဲ့ပါတော့တယ်။ ပရင်မင်းကောင်နဲ့အင်းဝါမြို့တော်ပတ်ဝန်းကျင်ကိုအခိုင်အုံစီရင်ပြီးနောက်ထမတိုက်ပဲမြို့တကားကူတာပိတ်၍ထားပါတယ်။တလားခင်ကြတော့ဥတီပေါ်ဤစစ်တီတို့ရဲ့စားရင်လေးခါနေပါလာလို့ဖြစ်ပါတော့တယ်။မြမမင်းထံရွှေနန်းတခင်ထံမှသူရဲကောင်းတူထွက်ပါစေ။ တော်တို့ဤသူရေကောင်းကမ္ဘာလီကမြင်းစင်းတိုက်ပါမည်ဖီနန်တခင်ဤသူရေကောင်းရှင်မည်မော်တော်ပေါ်ကျေစားတို့ဤတာမယာကိုပြန်ပေးပါကျွန်တော်တို့ဤသူရေကောင်းရှင်မည်ကျွန်တော်တို့ပြန်ပါမည်ဟုဆက်မန်စကားပါလာပါတော်လေဒီနေရာမှာတည်ကြပါဦးခင်ဗျာပြုစုတဲ့ပြီးဆိုနေတဲ့ချိန်မှာအပြန်နဲ့ပြန်ပေးစီအီအီစိတ်ခါကုန်လာအောင်ထားပြီးမှစစ်ကစားတော်တယ် မြန်မာပြည်ကိုလည်းစစ်ပရိယေကမိမိတို့စစ်တီတွေအချိန်ခံရှိစေရမှာကအမြင့်ဆုံးပြားလာပါလေ။ကျွန်တော်တို့တချို့အရင်ကတော့ကျွန်တော်တို့ကလည်းလာရတယ်ပေါ့ခင်ဗျာ။ဆိုတော့တေးဥစ္စာကဆိုတာဒီစားတော့ဒီလိုမျိုးကထပ်မံစစ်ဆေးလိုက်တော့တော့မိမိကကစဉ်းစားနေစေတူရောင်းလို့ထိတ်တယ်။တောင်းတော့အင်းရှင်းစံနဲ့ နေရေကြော်ပါတယ်စစ်ဘိုးချုပ်ပြင်းရွှေကြီးပါတပ်ပြင်းတူရအောင်များကိုဖြန့်ပြန်ပြီးတော့ထိခိုက်ခဲ့ပြန်ပါဘူးဂါမနီကိုစစ်ထိုးဖို့တဦးဒီတော့အရေးတွေးမီစစ်တုံးပန်မွန်စစ်တူကြီးတမိန်ပြန်ရှိနေဒီမဟုတ်ပါလောဒီနေရာမှာတမိန်ပြန်ဘလိုခံယူချက်နဲ့ဆောင်ရွက်ပါတယ်လဲမတားပွဲကောင်းလာပါတယ်ဗျတမိန်ပြန်က အင်းဝမင်းဤစစ်တုံမန်းဖြစ်နေတော့လေငါကမွန်ယခုအရေးကဗမာအရေးဟု၍သဘောမထားခဲ့ပဲတတိုင်းပြည်လုံးဤအရေးအဖြစ်ခံယူရှုမြင်ခဲ့ပါတယ်ဒါကြောင့်တမင်ဘရင်အင်းဝဘရင်ထန်လျှောက်တီကရွှေနန်းတခင် ဓာတ်စဉ်လွားတစ်ချက်စင်စည်းခြင်းမြင်းစည်းခြင်းတယောက်ချင်းတွေ့တော့စပြူဒိတ်မြည်ပြင်ဝင်ကျွန်တော်ကိုခံနိုင်မည်လို့ကြောက်တီမရှိရဘယင်းမင်းကောင်နေနဲ့အာရတော်မူတာကြောင့်တမိန်ပြန်ကိုခေါင်းစည်းစည်းဤစားကောင်းတောက်ဖွဲတို့ကိုကျွေးမွေးစည်းဤအဲ့နောက်မှာတော့ တမိန်ပြရန်ကိုဥတီဘွားဤတူရဲကောင်းကမဏီကိုငါတာမြင်းစင်းရှင်းနိုင်လျင်ငါတူကောင်းပြူတော်မူမည်ဟုလည်းမိန်တော်မူပါれကြီးမြတ်သူတို့အတွင်းနဲ့အမိန်တွေကအားရစရာပါပဲတမိန်ပြရန်လည်းတိုက်ပွဲကိုလက်ခံ၍အင်းဝတွင် ရှိသည့်မြင်းတို့ကိုကြည်ရမကြိုက်တာကြောင့်မြို့နဲ့ရှောက်ွေးခဲ့ကကျုံနာတွင်အစားစားနေတော့မကြီးစေးအောင်မြင်းတစီကိုမြင်မှကြိုက်၍ယူပြီးလျင် ကျိုးချောင်းတိအောင်ခုနှစ်ရက်စီနင်းပြီးယောက်ျားကောင်းချင်တွေ့စီပြီးဟုဆိုပါသည်ကာမနီကိုတိုက်ပြီးအင်းဝဘေးရင်မင်းကောင်းစစ်ဘေးရင်တည်းရွှေကြီးနဲ့မင်းရဲ့တော်တော်လူရှိတော်နိုင်မိုးတူရင်အောင်တမီပြင်းဆွမ်းရည်ကိုပြတာပွင့်ရခြင်းကလေလူမျိုးချနေရင်ဆိုင်တိုက်ပွဲတယောက်တူရင်အောင်ကာမနီကမင်းကြီးကို ကထိုး၍ခြွေကုန်းဤတင်၍စီသည်တန်ချက်ဝတီမျက်နှမဲထားကိုဗလမအဖြစ်စီဝေဆိုရင်ခြွေနာအောင်ကိုစနစ်ကမျက်မြင်တွေနဲ့တူတက်တယ်။ဒီနေ့ကတည်းကတမန်ကြီးဆီ 最起码会什么招呼？带你阿辉。 လည်လိုက်ပါတော့တယ်။အချောင်းကဂမ်နိတမိန်ပြန်းကို ခုတ်ပိုင်းနိုင်ပြီအထင်နဲ့ဓာဝုံမြောင်းလိုက်ရာတမိန်ပြန်းလူချင်းနဲ့အနီထားအတိုင်းဂမ်နိဤချက်ကျိုးရောနေသည့်လက်မောင်းအောင်နေရာ အသားလက်လေးတက်ခန့်ဟာတွားခဲ့ပြီးနေရာကိုလမ်းဖြစ်ထိုးတွင်းလိုက်တာကြောင့်ဂမ်နိမြင်းပေါ်မှာညီပြီးအသက်ပြောက်ကပါတော့ပါတယ်။ တမိန်ပြန်လေမြင်းပေါ်မှကာမဏိအသေးကောင်ကို ချွန်းနှင့်ချက်ယူလိုက်ခါခေါင်းကိုဖြဲ့၍ချင်းတွင်ထည့်ယူခဲ့၏။ဘယင်မင်းကောင်လေအလွန်အားရတော်မူကတမိန်ပြန်အားသူမတော်နှင့်စုလျာလေးပတ်လက်ထပ်ပေး၍မင်းညီမင်းသားတို့၏အဆောင်ရောင်ကိုပေးတော်မူ၏။စုလက်များစွာလည်းပေးတော်မူပါသည်။လေကိုင်းမြို့ကိုလည်းပေးတော်မူပါသည်။ မင်းငကရာမကပြည်သူပေါင်းတို့ကလည်းဝမ်းမြောက်လာတဲ့ဖြင့်စုလက်များစွာ ပေးကြပါတော့တယ်။ဥတီဘောဤစတီတို့ကလည်းဂတိစကားအတိုင်းပြန်လည်ဆုတ်ခွာကြရပါတော့တယ်။မောစစ်သူကြီးတမိန်ပြင်းဟာဆောင်ရွက်မှုတွေအပြီးမှာယာစာတရက်ထံကိုမင်းခမ်းမင်းသားနဲ့အတူပို့ဆောင်ပေးခြင်းခံခဲ့ရတယ်လို့ဆိုပါတယ်။ ကဲမင်းခန့်တော်ဝင်တို့ရဲ့အတွင်းကြံအမှုကျင့်ကောင်းတွေကိုလူကြီးမင်းတို့လိလာတွေ့ရှိပြီးတခုခုရတယ်ဆိုရင်ကြည်နပ်ပါတယ်ဗျအတစ်တူနဲ့အတူပြန်ဆောင်ပါမယ်ဂျေဇူးတမားတွေဗျ